ကဲဒါတို့သမီးတို့ရေအားလုံးမင်္ဂလာပါဆရာတို့ဒီနေ့မှာတော့ unit 8 around town lesson 4 giving directions 2ဆိုတဲ့သင်ခန်းစာကိုဆရာတို့ကတူတူလေ့လာမှာဖြစ်ပါတယ် ယ်ဆိုတော့ဒါတို့သမီးတို့ရေဒီ lesson မရောက်ခင်အရှိရ lesson နှစ်ခုမှာဒါတို့သမီးတို့ကဒီ location လေးတွေပြောတာတွေเนาะ direction ပေးတာလေးတွေကိုဒါတို့သမီးတို့ကဒါလေ့လာခဲ့ပြီးသွားပြီเนาะဆိုတော့ဒီအဆောက်အဦးတစ်ခုကဘယ်နေရာမှာရှိပါတယ်ပြီးသွားရင် direction ပေးတဲ့အခါမှာလည်းအရှိတက်တက်သွားပါဘယ်ချိုးပါညာချိုးပါစသည်အဖြစ်အဲ့ဒါလေးတွေကိုဒါတို့သမီးတို့ကပြောနည်းလေးတွေသိသွားပြီကဲဒါဖြင့်ဒီ lesson 4မှာကျတော့ဆရာတို့ကဘာလေ့လာမလဲဆိုရင်ဒါတို့သမီးတို့ဒီတစ်ခေါက်ကျလူတစ်ယောက်ကလာမေးပြီ เนาะလာမိတဲ့အခါမှာသားတို့သမီးတို့ဟာဒီလူတစ်ယောက်ကို English လို့ပြန်ပြီးတော့ direction တွေ location တွေတိတိကျကျပေးနိုင်ရမယ်เนาะဆိုတော့ဒီသင်ခန်းစာမှာဆရာတို့ဒီ location တော့ direction တော့ကိုလူတစ်ယောက်ကိုဘယ်လိုပြေးရမလဲဘယ်လိုပြန်ပြီးတော့ဖြေးရမလဲသူကမေးလိုက်ရင်เนาะဒီအမေးဖြေလေးတွေဘယ်လိုလုပ်လဲဆိုတာကိုဆရာတို့ကအတူတူလေ့လာကြပါမယ်ကဲသားတို့သမီးတို့ရေအခုဆရာပြထားတဲ့ပုံလေးကိုသားတို့သမီးတို့ကကြည့်ပါเนาะဆိုတော့ပုံထဲမှာသားတို့သမီးတို့ကအခုဘာလေးကိုတွေ့ရလဲဆိုရင် เนาะဒီမှာစေးရုံရဲ့ရဲစခန်းရဲ့နှစ်ခုဒါတို့သမီးတို့တွေ့ရမယ်ကဲဆိုတော့သူကဒီမှာပထမလူကဒါတို့သမီးတို့လာပြီးတော့သူကအမေးဖြေပုံစံလေးပေါ့เนาะဆိုတော့ဒါတို့သမီးတို့လာပြီးမေးထားတယ် excuse me တဲ့ where is the hospital ကဲဆိုတော့သူကဒါတို့သမီးတို့မေးရစေးရုံကဘယ်မှာလဲတဲ့เนาะစေးရုံရဲ့ဒီနေရာ location ကိုသူကသိချင်တာဒါတို့သမီးတို့ကိုစေးရုံရဲ့ location လေးကိုမေးရဆိုတော့ပြန်ဖြေတဲ့အခါမှာသူကဒါတို့သမီးတို့အခုပုံလေးထဲမှာကြီးလိုက်လို့ရှင်ရင် နော်ဒီဆေးရုံကရဲစခန်းရဲ့ဘေးမှာရှိတယ်ဘေးကပ်ရပ်မှာဆိုတော့အဲ့ဒါလေးကိုပြောချင်ရင်သားတို့သမီးတို့သိပြီးသားပါဆရာအရှင်းမှလည်းသားတို့သမီးတို့ကိုတခါပြောပြသွားရနော်ဘေးမှာဆိုတဲ့အသုံးလုံးလေးကိုသားတို့သမီးတို့ဘယ်လိုသုံးလဲဆိုတာသိပြီးသားပါကဲဒါဆိုရင်ဘေးမှာဆိုတဲ့ဥစ္စာပြောချင်ရင်ဘယ်လိုပြောမလဲသားတို့သမီးတို့အရင်ဆုံးပြောကြည့်ပါ ဟုတ်တယ်နော်ဆရာအချိန်မှသင်ခဲ့တယ်ဘေးမှာဆိုတဲ့အသုံးလုံးကိုဆရာတို့က next to ဆိုပြီးတော့ပြောတယ်ကဲတော်ပါတယ်ဒါတို့သမီးတို့ကဲဒါဆိုရင်ဒါတို့သမီးတို့ရေနော်ဒီစေယုံလေးကဘယ်နေရာမှာရှိတယ်ဆိုတာကိုဒါတို့သမီးတို့လမ်းညွှန်ပေးလိုက်ပါအောင်ကဲပြောပါ English လို့ဘယ်လိုပြောမလဲ it's next to the police station ကဲဟုတ်ပါပြီရန်တော်ပါရဲတော့ပြီးတော့ကဲဒါဆိုရင်တော့သူ့ရဲ့ conversation လေးကဆရာတို့ပြန်ပြောမယ်နော် excuse me တဲ့ where's the hospital တဲ့အချိန်ကျရင်ဆရာတို့က it's next to the police station လို့ပြလိုက်မယ်ကဲဟုတ်ပါပြီဒါဆိုရင်သူ့ဘက်ကနော်တားတို့သမီးတို့ကသူ့ကိုလိုက်ညွန်ပေးလိုက်တဲ့အတွက်သူကကျေးဇူးတင်ပါတယ်ဆိုပြီးတော့ thank you ဆိုပြီးတော့တားတို့သမီးတို့ကိုပြန်ပြောမယ်နော်ကဲဟုတ်ပြီဒါဆိုတားတို့သမီးတို့ရေဒါဆိုဆရာအခုနောက်ထပ်ပြရတဲ့နောက်တစ်ပုံလေးကိုထပ်ကြည့်လိုက်ပါဦးကဲ ကဲဒါဆိုပုံထဲမှာဗာလေးကိုတွေ့ရလေလောလောဆယ်ဆရာတို့ကစားတော့ဆိုင်တဆိုင်နဲ့သူ့ရဲ့အရှင်မှာဆရာတို့ကအဲဘတ်စတော့ပေါ့နော်ဘတ်စကားမှတ်တိုင်သူ့ကိုတွေ့ရတယ်ကဲဒါဆိုရင် तू ကနော်ဒါသားတို့သမီးတို့လာမေးပြီ excuse me where's the restaurant တဲ့ကဲစားတော့ဆိုင်ကဘယ်မှာလဲတဲ့သားတို့သမီးတို့ဒီနေရာမေးနေပြီကဲဒါဆိုသားတို့သမီးတို့ကအခုပုံလေးတဲ့ကိုကြည့်လိုက်ပါဦးကြည့်လိုက်တဲ့အခါမှာသိတာတယ်နော်ဒီစားတော့ဆိုင်ကဘတ်စကားမှတ်တိုင်ရဲ့မျက်စောင်းထိုးမှာ ရှိနေတယ်။မျက်နှာချင်းဆိုင်မှာရှိနေတယ်။ကြည့်ဒါဆိုရင်သရုပ်သမီးတို့ရေးဆရာအရှိတုံးကသင်ခန်းစာမှာသရုပ်သမီးတို့ကိုလည်းသင်ပြခဲ့တယ်နော်။မျက်စောင်းထိုးမျက်နှာချင်းဆိုင်ဆိုတဲ့စကားလုံးကိုဘလို့ခေါ်လဲဘလို့သုံးလဲ။သရုပ်သမီးတို့ရေးဖြည့်ကြည့်ပါဦး။တီးပြီးသားပါအိစာလုံးတွေက။ ဟုတ်ပါတယ်တော်လိုက်တာဆရာတို့အချိန်မှာတော့ opposite เนาะ opposite လို့ဆရာဒါရုသမီးတို့ကိုသင်ပေးခဲ့တယ်။ကဲဒါဆိုရင်ဒါရုသမီးတို့ရေပုံလေးကိုကြည့်ပြီးတော့เนาะဒါရုသမီးတို့ကိုမိခွန်းလာမိတဲ့လူကိုပြန်ပြီးတော့ English လို့ဖြေပြလိုက်ပါအောင်ဘယ်လိုဖြေမလဲ It's opposite the bus stop ဟုတ်ပြီเนาะဆိုတော့ဒီစားသောက်ဆိုင်က bus stop ရဲ့မျက်နှာချင်းဆိုင်မှာရှိပါတယ်။ကဲဒါဆိုရင်ဆရာတို့က အဲ့ဒါပြီးသွားရင်ဒါရုသမီးတို့ကနော်သူ့ကိုအဖြေလေးပြန်ပြီးအဖြေပေးလိုက်တယ်လိုင်းခွန်ပေးလိုက်တယ်တွဲသူ့ဘက်ကပြန်ပြီးတော့ဒါရုသမီးတို့ thank you တဲ့ကျေးဇူးတင်ပါတယ်တဲ့နော်အလိုလေးပြန်ပြီးတော့လာပါတယ်ကဲကဲဒါရုသမီးတို့ရေဒီကထပ်ပြီးတော့နော်ဆရာပြလိုက်တယ်နော်ပုံလေးကိုထပ်ပြီးတော့ကြည့်ပေးပါဟုတ်ဒီကကြတော့ပုံလေးထဲမှာဗားလေးကိုတွေ့ရလေဆရာတို့မုတ်ပုတ်ဆိုင်လေးเนาะဟောဘေကရီလေးကိုဆရာတို့ကတွေ့ရတယ်ကဲဟုတ်ပြီเนาะဆိုတော့ ကဲတအားသမီးတို့လာမေးပြီ excuse me တဲ့ how do i get to the bakery ကဲဆိုတော့ဒီမုတ်ဖုတ်ဆိုင်ကိုတဲ့သူဘယ်လိုသွားရမလဲကဲဒီခါကျတော့တအားသမီးတို့ကဘယ်လိုသွားရမလဲလို့မေးပြီနော်အရှိရနှစ်ပုံတုံးကသူကဘယ်နေရာမှာရှိတာလဲဆိုပြီးတော့ location ကိုမေးတာဆိုတော့အဲ့ချိန်ကျတော့တအားသမီးတို့ကဘယ်နေရာမှာဘယ်အရှိတော့မျက်နှာချင်းဆိုင်မှာရှိပါတယ်ဘေးမှာရှိပါတယ်စသည်အပြင်ဖြေခဲ့တယ်ဒီတခါကျတော့သူကမေးတာတယ်မဟုတ်တော့လမ်းညွန်ပေးပါတဲ့နော် ူက how do i get to the bakery ဘလို့များသွားလို့ရနိုင်မလဲလိုင်းညွန်ပေးရတော့မယ်ဆိုတော့ဒါတော့သူမီတို့ကတိတိကျเนาะ bakery ရှိတဲ့နေရာအရှိတက်တက်သွားပါဘဲချိုးပါညချိုးပါเนาะစသည်အဖြစ်တိတိကျကျလိုင်းညွန်ပေးရတော့မယ်ကဲဒါဆိုရင်ဒါတော့သူမီတို့ကပုံလေးကိုကြည့်ပါကဲဒါဆိုရင်သူဘလို့သွားရင်အဲ့ဒီ bakery ကိုရောက်နိုင်မလဲဆိုတော့ပုံထဲမှာဆိုတော့သူရှိနေတဲ့ location လေးကိုသူကပြထားတာเนาะအဲ့နေရာနေပြီးတော့သူ့ကိုဒါတော့သူမီတို့ကလိုင်းညွန်ပေးရမယ်ဆိုတော့ ကဲပထမဆုံးသူရှိရဲ့နေရာနေပြီးသွားမယ်ဆိုရင်ဆရာတို့ကပထမဆုံးတက်တက်သွားမယ်ပြီးသွားမှဘဲချိုးရမယ်ဘဲချိုးပြီးသွားရင်ဘေကရီကဒီလမ်းရဲ့ညာဘက်ခြမ်းမှာရှိပါတယ်ကဲဒါလေးကိုသားတို့သမီးတို့ရေးဆရာတို့အချိန်မှတော့လည်းနောက်တက်တက်သွားပါဘဲချိုးပါညာချိုးပါဒါလေးတွေကိုဆရာကသားတို့သမီးတို့ကိုအင်္ဂလိပ်လိုသင်ထားတယ်ဘယ်လိုပြောရမလဲကဲဆိုတော့ဆရာသင်ထားတဲ့အတိုင်းသားတို့သမီးတို့ကကြိုးစားပြီးတော့အခုပြောကြည့်ပါကဲ ။ဒါဆိုဆရာတို့စပြောပြီနော်။သူရှိတဲ့နေရာနေပြီးတော့ bakery ကိုသွားမယ်။ပထမဆုံးတက်တက်သွားမယ်။ Go straight ကဲဒါတို့ပြီးလို့ရေးဒါဆိုရင် go straight ပြီးရင်ဆရာတို့ကဘဲဘက်ကိုကိုရမယ်။ဆိုတော့ဘဲဘက်ကိုရတာကိုဘယ်လိုခေါ်လဲ။ဒါတို့ပြီးလို့သိပြီးသားပါဖြည့်ကြည့်ပါ။ဟုတ်ပါတယ်။အရန်တော်လိုက်တာ turn left ပေါ့နော်။ဆိုတော့ turn left ပြီးသွားရင်ဒီ bakery ကလမ်းရဲ့ဘဲဘက်ချမ်းမှာရှိတာလေ။ဆိုတော့ညာဘက်ချမ်းမှာဆိုတော့ညာဘက်ချမ်းမှာဆိုတော့ဒါတို့ပြီးလို့က english လို့ဘယ်လိုလေးပြောမလဲဆရာသင်ထားတယ်နော်။ on the right ဟုတ်တာပေါ့ on the right ညာဘက်ကျမှာကဲဒါဆိုဒါတို့ပြီးလို့ပြည့်ပြည့်စုံစုံလေးပြန်ပြောကြည့်ပါဘုံသူ့ကိုလိုက်ညွန်မယ်ကဲဒါဆိုရင် तू ကဆမေးပြီ excuse me how do i get to the bakery ကဲဒါဒီ bakery ကိုသူဘယ်လိုသွားလို့ရမလဲကဲဒါတို့ပြီးလို့စာပြီးစူးစမ်းပြီးလိုက်ညွန်ပါ okay စာပြောပြီနော် go straight and turn left it's on the right ဟုတ်တာပေါ့အဲ့လိုလေးဖြေလိုက်မယ် ။ဒါဆိုရင်တရုတ်သမီးတို့ကသူ့ကိုစူးစမ်းပြီးတော့လမ်းညွှန်ပေးရတဲ့သူ့ဘက်ကတရုတ်သမီးတို့ကိုကျေးဇူးတင်လိုက်တာ။ Thank you ဟုတ်နော်။အဲ့လိုလေးပြန်ပြီးတော့လာမယ်။ကဲအဲ့လိုတရုတ်သမီးတို့ကတားတော်တာပဲဆရာတင်ထားတာတော့မှတ်မိရနော်။ကဲဒါဆိုရင်ဆရာတော့နောက်ဆုံးတစ်ပုံထပ်ပြီးကြည့်ပါဦး။ဟောဒီကကြတော့ပုံထဲမှာပါရှိလေเนาะတေချာကြည့်မယ်ဒီကကြတော့ပုံထဲမှာဆရာတို့ကဈေးကိုတွေ့ရเนาะဈေးကြတော့ဆရာတို့က market လို့ခေါ်တယ် market အဲ ဆိုတော့သူကဗာမေးထားလဲဆိုတော့ဒါတို့သမီးတို့ excuse me တဲ့ how do i get to the market တဲ့ဟောဒါတို့ဈေးကိုဘယ်လိုသွားရမလဲတဲ့လမ်းညွန်ခိုင်းပြီကဲဆိုတော့လမ်းညွန်တဲ့အခါမှာအခုနလူပဲဈေးကိုသွားဖို့အတွက်ကိုဒါတို့ကမြေပုံလေးကိုကြည့်ကြည့်ပြီးဘယ်ချိုးရမှာလားညာချိုးရမှာလားနော်တက်တက်သွားရမှာလားဈေးကဘယ်ဘက်ချမ်းမှာရှိရလားညာဘက်ချမ်းမှာရှိရလားဒါလေးတွေကိုပြန်ပြီးတော့ညွန်နိုင်ရမယ်ကဲဒါဆိုဒါတို့ပြီးလို့ဆရာပြထားတဲ့ပုံလေးကိုကြည့်ပါ တော့ဒီပုံလေးအတိုင်းဆိုရင်သားတို့သမီးတို့ရှိနေတဲ့နေရာလေးမှာတော့အဲ့ရနေစပြီးတော့ဈေးကိုဘယ်လိုသွားမလဲကြည့်ကြပေါ့ကဲဒါဆိုရင်ပထမဦးဆုံးသားတို့ရှိနေတဲ့နေရာ location ဒီနေရာနေပြီးတော့ဈေးကိုသွားဖို့ဆိုရင်တက်တက်သွားမယ်နော်သွားပြီးသွားရင်ဒီလမ်းလေးကိုရောက်တဲ့အခါကျရင်ညာဘက်ကိုချိုးရမယ်เนาะညာဘက်ကိုချိုးပြီးသွားရင်အဲ့ဒီမှာဈေးလေးကလိုင်းရဲ့ဘယ်ဘက်အချမ်းမှာရှိတာလဲဘယ်အချမ်းမှာလားညာဘက်အချမ်းမှာလားကြည့်လိုက်ကြည့်တာဆိုရင် ဒါတို့သမီးတို့အဲ့ဒီရက်နေကြည့်ရဲ့အခါကျရင်ဒီ market ကလမ်းရဲ့ညာဘက်ချမ်းမှာရှိနေတာကိုတွေ့ရမယ်နော်။ကဲဒါဆိုရင်ဒါတို့သမီးတို့ကစပြီးလမ်းညွှန်မယ်။ကဲဒါဆိုပထမဆုံးတက်တက်သွားပါ။တက်တက်သွားတာကိုကြတော့ဘယ်လိုခေါ်လဲဆရာအချင်းမှသင်ထားတယ်နော်။ပြောကြည့်ပါဟုတ်တယ် go straight တော်လိုက်တာဟုတ်နော်ဒါဆိုအရင်ဆုံးတက်တက်သွားမယ်ပြီးသွားရင်လမ်းရောက်လို့ရှိရင်တအားပြီးတော့ကညာဘက်ကိုချိုးမယ်ဒါဆိုရင်ညာကိုချိုးတာကိုကြတော့ဘယ်လိုခေါ်လဲသိပြီးသားပါဖြည့်ကြည့်ပါ ဟုတ်တာဗောတော်လိုက်တာ turn right ဟုတ်ပြီเนาะကြည့်ဒါဆိုရင်ညာဘက်ချိုးပြီးတာ ਨੇ ဒီဈေးကလမ်းရဲ့ဘက်ဘက်ချမ်းမှာလားညာဘက်ချမ်းမှာလားပုံကြည့်လိုက်ရင်ဈေးကညာဘက်ချမ်းမှာရှိတယ်เนาะကြည့်ဒါဆိုရင်ညာဘက်ချမ်းမှာရှိတယ်အဲ့ဒါကိုကျတော့ English တို့ဘယ်လိုခေါ်လဲမှန်တယ်တော်တယ်เนาะ on the right ဟုတ်ပြီเนาะကဲဒါဆိုရင်ဒါရသမီးတို့ရေဒါဆိုရင် तू อ่ะမေးပြီ excuse me how do i get to the market ကဲဒါဆိုရင်ဒါရသမီးတို့က တည်တည်ချာချာလေးသူ့ကိုလမ်းညွန်ပေးလိုက်ပါအောင်ပြန်ပြီးတော့ဟုတ်ပြီကဲဒါဆိုရင် go straight and turn right it's on the right ကဲဟုတ်ပါပြီရမ်းတော်လိုက်တာဒါဆိုရင်သူ့ဘက်ကသားတို့သမီးတို့လမ်းညွန်ပေးတဲ့အတွက်သူကဘာပြန်ပြောမလဲအော်ကျေးဇူးတင်လိုက်တာ thank you ဟုတ်ပြီနော်လို့လေးပြန်ပြီးတော့ပြောပါမယ်ကဲဒါဆိုသားတို့သမီးတို့ရေနော်ဒီခါမှာတော့ဒီသင်ခန်းစာမှာဆရာတို့က ဟိုးအချိန်မှာတင်လာခဲ့တဲ့เนาะဆရာတို့เนาะ giving directions เนาะလမ်းတွေဘယ်လိုညွှန်ရမလဲပြီးရင် location တွေကိုဆရာတို့ကဘယ်လိုပြောရမလဲเนาะဒါလေးတွေကိုပြန်အသုံးချပြီးတော့ဆရာတို့ကအမေးဖြေလေးတွေလုပ်သွားတယ်เนาะတခြားတစ်ယောက်ကသားတို့သမီးတို့ကိုเนาะ location တွေလာမေးတယ်ပြီးရင် direction တွေသူဘယ်လိုသွားရမလဲဆိုတာလာမေးတယ် ဒါတို့တပီတို့ကဒါလေးတွေကိုဘယ်နေရာမှာရှိပါတယ်အဲ့နေရာရောက်ဖို့အတွက်ကိုဘယ်လိုသွားရမလဲဘယ်ချိုးရမလဲညာချိုးရမလဲဟုတ်တယ်မလားစသည်အားဖြင့်ဒါတို့တပီတို့ကပြောသွားတယ်ဒါဆိုရင်ဒီသင်ခန်းစာမှာဒါတို့တပီတို့ကလူတစ်ယောက်ကနော်ဒါတို့တပီတို့ကိုလမ်းမဲလာမေးမေး location တွေပဲလာမေးမေးနော်ဒါတို့တပီတို့ဒီပြန်ပြီးတော့ဖြည့်တတ်သွားပြီ ဖြေနိုင်သွားပြီเนาะကဲအားဆိုရင်ဆရာတို့ဒီတစ်ခါသင်ခန်းစာကတော့ giving direction သင်ခန်းစာဖြစ်ပါတယ်ဒါဆိုရင်ဒါတို့တပီတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့် lesson တွေမှာထပ်ပြီးတော့ဆုံတွေ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်